မင်္ဂလာပါရှင်ရှမ်းအကူမီဒီယာကကြိုဆိုပါရစေ။ကျိုင်းတုံမြို့နိုင်89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေအားကြိုဆိုကုန်ပြူသောအဖြစ်စုပေါင်းတန်ရှင်ရေးဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။2025ခုနှစ်မေလ9ရက်နေ့တွင်ကြာရောက်မည်89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေအားကြိုဆိုကုန်ပြူသောအဖြစ်ရှမ်းပြည်နယ်ရှေးပိုင်းကျိုင်းတုံခရိုင်မြို့နယ်မိသက်တပ်ဖွဲ့ဝင်များက ကြိုင်တော်မျိုးရတော်မူဖျားနဲ့စွန်တောင်းစီတို့တွင်ဧပြီလ25ရက်နေ့နနက်9:00နာရီခွဲကစူပောင်းတန်ရှင်ရေးဆောင်ရွက်ခဲ့ကြပါတယ်။ထို့သောဆောင်ရွက်ရာတွင်ခရိုင်မိသက်ဦးစင်မိုးဦးထအောင်မြို့နယ်မိသက်ဦးစင်မိုးဦးစိုးသူထိုင်ခရိုင်မြို့နယ်မိသက်တပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်များကကြိုင်တော်မျိုးရတော်မူဖျားနဲ့စွန်တောင်းစီတို့တွင်ဖျားပန်ရေးချမ်းကလူပူဇော်ပြီးဖျားရည်တပည့်ခြင်းနဲ့ဖျားပရဝဝံအတွင်စူပောင်းတန်ရှင်ရေးဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရပါတယ်ရှင်။